မင်္ဂလာပါဟယ်လိုဒီဇင်ဘာပါအဲ့ဒီကမြန်မာကနေပြီးတော့ဒီဇင်ဘာလ၁ရက်နေ့မြန်မာနိုင်ငံတော်ဝမ်းမှာရှိတဲ့စည်ရေးစည်းဝါးရေးလူမေးသတင်းတွေတဲ့ကသူကြားတဲ့သတင်းစုကိုအကောင်းဆုံးတင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းကတော့ ARD မြစ်စုံမြညာမြေဝံရေအားလက်စစ်စီမံကိန်းဥဆောင်ဖွဲ့စည်းဖွဲ့စည်းရဲဆိုတဲ့သတင်းဖြစ်ပါတယ် ARD မြစ်စုံမြညာမြေဝံရေအားလက်စစ်စီမံကိန်းနဲ့ပတ်သက်ပြီးသူတေသနာလုပ်ငန်းများနှိပညာဆိုင်ရာဖြည့်ရှင်းချက်များနဲ့ ပြည်သူဆက်ဆံရေးလုပ်ငန်းများကိုစီမံဆောင်ရွက်နိုင်ရန် ARD မြစ်စုမြညာမြဝန်ရီအားလက်စစီမံကိန်းဥဆောင်ဖွဲ့ကိုဖွဲ့စည်းလိုက်သောမြန်မာနိုင်ငံတော်ပြည်ထမ်းမှာဖော်ပြထားပါသည်။အဆိုပါဥဆောင်ဖွဲ့ဟာလက်စစ်ဆောင်းဝင်းကြီးဌာနဒုတိယဝင်းကြီးကောင်းဆောင်ဖြစ်၎င်းတန်ရဇာတရေးရာဝင်းကြီးဌာနကချင်းပြည်နယ်အစိုးရအဖွဲ့ဝင်းကြီးကဒုတိယကောင်းဆောင်ဖြစ်၎င်းဖွဲ့စည်းထားပြီးဝင်းကြီးဌာနဘောင်တော်မှအစ်စ်မြင့်ရရှိများလေးပါဝင်ပါသည်။ဥဆောင်ဖွဲ့ဟာ SBIC Union International Power Investment Company Limited SBI CYN တို့ကဥဆောင်ဖွင့်တဲ့ပူပေါင်းကစီမံကိန်းရာနိပညာပြည်သူဆက်ဆံရေးစီးပွားရေးပဏာဟိဆိုင်ရာလုပ်ငန်းများနဲ့စီမံဆောင်ရွက်မှုနဲ့မြမတရုတ်အစိုးရများကြားစီမံကိန်းကိစ္စရပ်များညှိနှိုင်းဆောင်ရွက်နိုင်ရေးအထောက်အပံ့ရန်တို့အဓိကလုပ်ငန်းတာဝန်များဆောင်ရွက်ကြမှာဖြစ်တယ်လို့သိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ LNG သင်္ဘောမှတန်ငွေရေဖြင့် ဒါဝေးဆက်ယုံများစမ်းသပ်မောင်းနေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။တိလဝါစိတ်ကမ်းမှာစိုက်ကပ်ထားတဲ့သဘာဝတံငွေတူလောင်တဲ့မော SFU တံငွေရေကို ပိုင်လိုင်းတွေကတစ်စက်တံငွေပြန်လည်ပြုတ်လုတဲ့ဆက်ယုံကိုပေးပို့ပြီးတန်လင်းတာဂီတာမြို့မနယ်မှာရှိတဲ့ဒါဝေးဆက်ယုံတွေစမ်းသပ်မောင်းနေနေပြီလို့တဲဆစ်ဆောင်ဝန်ကြီးဌာနကသိရပါတယ်။တန်လင်းမြို့ရှိ200မဂါဝတ်ဒါဝေးဆက်ယုံတာဂီတာမြို့နယ်ရှိ300မဂါဝတ်ဒါဝေးဆက်ယုံတို့စမ်းသပ်မောင်းနေနေပြီဖြစ်ပါတယ်။ အဲ့လိုဆက်သက်မောင်းနေနေမှုကိုလျှက်စစ်ဆောင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဥညံထွန်းလျှက်စစ်ဒါကော်ပိုရေးရှင်းဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေကနိုဝင်ဘာလ29ရက်နေ့မှာတွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ LNG ဟာဈေးနှုန်းမြင့်နဲ့စွန့်ရင်ရင်းမြစ်ဖြစ်တဲ့အတွက်လေလွတ်မှုနှေးပါးစေဖို့နဲ့ဒါဘိုးဆက်ယုံနေအဆက်မပြတ်လက်ပတ်မောင်းနေရေးဆက်စွန့်ရင်ကောင်းမွန်စေရေးအလေးထားဆောင်ရွက်သွားကြဖို့မှာကြားခဲ့တယ်လို့သိရပါတယ်။ LNG တို့လျှက်စစ်ဒါဘိုးဆက်ယုံတွေကို ဖြန့်ဖြူးပေးလို့ NNG တန်းွေရေးတင်ဆောင်တဲ့ CNTIC V Power Energy တင်မောဟာနိုဝင်ဘာလ15ရက်နေ့မှာတီလဝါစိတ်ကန်းကိုစကတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ယခုလို LNG တင်မောကတန်းွေရေးတွေနဲ့ဓာဘေးစက်ရုံတွေဆက်သက်မောင်းနေမှုနဲ့အတူလက်စစ်တပ်အားပုံမှုဖြန့်ဖြူးပေးနိုင်ဖို့ရန်ကုန်မြို့နယ်လူထုကမျှော်လင့်နေကြတာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့ ရွှေတွေကိုတင့်တဲ့နဲ့နှုံထဲပေါင်းရောချခွင့်ပြုတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များတဲကရန်ကုန်မြို့တွင်းရှိရွှေတိုင်းများအယောင်းဝယ်ပြုလုပ်ရမှာတက်တက်ထူရွှေရည်သတ်မှတ်စဉ်ကော်မတီကသတ်မှတ်ထားတယ်။ရင်းညွှန်းစည်းပေါ်300ခိုင်နှုန်းဖြင့်ဝန်ထမ်းစရိတ်အထွေထွေကုန်ကြမ်းစည်များအတွက်ထိုက်တဲ့နဲ့နှုံနာတစ်ခုထဲပေါင်းရောချခွင့်ပြုတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသေးထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စင်းစစ်ဈေးအဖွဲ့များပါဝင်တဲ့ပူပေါင်းဖွဲ့ဝင်ဖြင့်တပ်မတ်ထားတဲ့ရောင်းချဈေးရှိမရှိကိုလက်စင်စစ်ဆေးဆောင်ရွက်မှာဖြစ်ပြီးစီကံဖောက်ပြက်မှုများရှိပါကတီစဲဥရေများအတိုင်းအရေးယူတော့မှာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရှီအောင်ကလပ်စစ်ရင်များကိုပြန်လည်မှတ်ပုံတင်ပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကွန်လန်ပုတ်ဆောင်ရင်ညွန်ကြားမှုဦးစီးဌာနမှရခင်မှတ်ပုံတင်ထားရှိပြီးတက်တန်းတို့ဆောင်ရွက်ခြင်းမရှိတဲ့မှတ်ပုံတင်ဖျက်သိမ်းပြီးတဲ့ 1980 model နဲ့အဲ့ဒီမတိုင်မီယင်တွေကို Xiong Classic motor ယင်ဖြစ်သတ်မှတ်တမ်းကြီးနဲ့ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ပို့ဆောင်ရင်းနဲ့စက်တွေဝင်ကြီးဌာနကအတိအပြည့်ကြေညာထားပါတယ်မြန်မာနိုင်ငံအနေနဲ့ Classic motor ယင်တွေကိုတံပိုးထားထိန်းသိမ်းနိုင်ဖို့သမိုင်းဝင်ယင်တွေအဖြစ်တရားဝင်မှတ်တမ်းတင်ခွင့်ပြုနိုင်ဖို့အတွက်ခုလိုဆောင်ရွက်ပေးတာ ဖြစ်တယ်လို့သိရပါတယ်မှတ်ပုံတင်ဆောင်ရွက်ရမှာမူလမှတ်ပုံတင်ထားရှိတဲ့ယင်တွေကိုသာပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမှာဖြစ်ပြီးရင်းမှတ်ကိုတော့ ောက်ရှိရင်မဲ့အစ်နဲ့တတ်မှတ်ပြီးမှဖြစ်တယ်လို့သိရပါတယ်။ရခိုင်ကမှတ်ပုံတင်ထားခြင်းမရှိတဲ့ရှီအောင်ယင်တွေကိုတော့မှတ်ပုံတင်ပေးမှာမဟုတ်ဘူးလို့သိရပါတယ်။ဒါကြောင့်ရှီအောင် classic မော်တော်ယင်တွေပြန်လည်အသေးစိတ်မှတ်ပုံတင်ဆောင်ရွက်နိုင်တာကိုသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်ခရိုင်ကိုလန်းတေယူပူဆောင်ရင်ညွှန်ကြားမှုဦးစီးရုံးတွေမှာလာမယ်ဒီဇင်ဘာလ၁ရက်ကနေ2026ခုနှစ်မတ်လ31ရက်ထိဆက်သွယ်ဆောင်ရွက်သွားနိုင်တယ်လို့အတိအသေးကြေညာချက်အရသိရပါတယ် ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဘီလင်းနကြီးကာလန်ဘော်ရှိဒေသခေါ်ရေုံတထောင်ဒုတိယကျင်းမိုင်းထောင်ဖောက်ခွဲဖြစ်စီခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မုံမြင့်နဲ့ဘီလင်းမြုံနဲ့ရေုံကျေးအာနီဘီလင်းနကြီးဖောက်ပေါ်ကာလန်ဘော်ရှိဒေသခေါ်ရေုံတထောင်မှာဒုတိယကျင်းအစက်ဖတ်သူများရမိုင်းထောင်ဖောက်ခွဲဖြစ်စီခံရကြောင်းဒေသခံများထံမှသိရပါတယ်။မိုင်းထောင်ဖောက်ခွဲဖြစ်စီခံရတဲ့တရာမတ်တင်မြင်ဆောင်ဆက်တဲ့ ရုံတရားမှာအလျား90အကျဲပေ24ပြီအမြင့်72ပေရှိတန်ကုန်ကွန်ကရစ်မျိုးစားဖြစ်ကြောင်းနဲ့မိုင်းခွဲခံရတဲ့အတွက်တရားပေါ်ရှိတက်သားချန်ကင်းနဲ့ကွန်ကရစ်ရမအားလုံးပျက်စီးဆုံးရှုံးသွားကြောင်းဒေသခံတို့ကပြောပါရယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဒေသမစေရီမှာတလိကတက်ဆင်မင်းဆိုတဲ့သတင်းဖြစ်ပါတယ်ကိုတိုင်းဒေသကြီးဘကိုးမြို့နယ်ဝမ်ဘိန်ကျေးရွာအုပ်စုမှတီထောင်ကုပ်ွယ်တော်မူတဲ့ဒေသမစေရီတော်မှာ တလေကတက်ဆင်သွားမှာဖြစ်တယ်လို့ဘူတိုင်းဒေတာအစိုးရဖွဲ့ကသိရပါတယ်ဒေသမာစီရီတော်မြတ်ကြီးကိုပြားမှုပြည်သူတွေလာရောက်ဖူးပြာမှာအတက်ဆင့်မတ်ဆောက်တဲ့အတွက်တကြီးရွယ်ဦးတွေရန်ရှင်လူပြည်သူတွေဟာလွဲလင်းတကူတက်ရောက်ဖူးမြော်နိုင်ရေးတလေကတိဆောက်လှူဒန်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်အဲဒါကြောင့်တလေကတိဆောက်တဲ့လုပ်ငန်းမှာပြားမှုပြည်သူတွေနဲ့အနေနဲ့ရရက်ကအလှူရှင်နေနေနဲ့တရတာပါဝင်လူဒန်းနိုင်တယ်လို့အသိပေးလို့ဆိုထားပါတယ်လူဒန်းလူသူတွေအနေနဲ့ဘူတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံညွှန်ကြားမှုနဲ့ဘိုးတိုင်းထွေတွေအုပ်ချုပ်ရေးမှုတို့ကိုဆက်သွယ်လှူဒါန်းနိုင်တယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလို့တဲ့သတင်းဘုတ်ကတော့ကျွန်တော်တို့ရဲ့မြမယူစစ်ခေါ်အသင်းရှုံးမွေးမရှိဘဲအာရှခြေစစ်ပွဲအောင်မြင်သွားပြီဆိုတဲ့သတင်းဖြစ်ပါတယ်။အာရှယူစစ်ခေါ်မြို့သားဘောလုံးပြိုင်ပွဲကိုခြေစစ်ပွဲပွဲစဉ်နောက်ဆုံးပွဲဖြစ်မြမယူစစ်ခေါ်အသင်းနဲ့စီးရီးယားယူစစ်ခေါ်အသင်းတို့ဟာလိုရပါလား30ရက်နေ့ညနေပိုင်းမှာရန်ကုန်မြို့သူဝနာအားကစားကွင်းမှာရှင်မြိုင်ကစားခဲ့ကြပြီး တစ်ဖက်နှစ်ကိုစီတည်ကြတာကြောင့်မြန်မာယူဆက်ခွန်အသင်းဟာပြိုင်ပွဲတစ်လျှောက်ရှုံးပွဲမရှိအုပ်စုပထမနဲ့ချစ်စပွဲအောင်မြင်သွားပြီဖြစ်ပါတယ်။ဒီခုပွဲဟာမြန်မာယူဆက်ခွန်အသင်းအတွက်ချစ်စပွဲအောင်မြင်မှုအရေးပါတဲ့ပွဲဖြစ်တာကြောင့်မြန်မာပြည်သက်တွေကလည်းကိုယ်လုံးပြေလမ်းရောက်အားပေးခဲ့ကြပြီးမြန်မာအသင်းအတွက်စိတ်အားတက်ကြစရာဖြစ်ခဲ့ပါတယ်။မြန်မာယူဆက်ခွန်အသင်းဟာချစ်စပွဲအုပ်စုဂျီမာအာဖဂန်နစ္စတန်နီပေါ်အိုမန်စီးရီးယားအသင်းတို့နဲ့တူကြောက်ရောက်ခဲ့ပြီး ၃ပွဲနိုင်တပွဲတရင်နဲ့ရှုံးပွဲမရှိချစ်စပွဲအောင်မြင်သွားပြီဖြစ်တာကြောင့်ဒါမဲ့2026မှာ sorry အာရေဗျနိုင်ငံမှာကျင်းပမယ်အာရှယူစက်ခုံဘောလုံးပြိုင်ပွဲကြီးမှာပါဝင်ခွင့်ရှင်ပြိုင်ခွင့်ရသွားပြီလို့သိရပါတယ်ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စည်ရေးစီဝါရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းတွေကိုကောင်းတို့တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှရှင်လန်းကြပါသည်ခင်ဗျာ